အစွမ်းထက်အချိုးကြီးအချိုးပေးမြန်တဲ့သမင်ညတော်ဆရာတော်ဘုရားကြီးရဲ့ဂါထာပဲဖြစ်ပါတယ်ကျွန်တော်ကဆရာတော်ဘုရားကြီးချီးမြှင့်တော်မူတဲ့ဂါထာတွေနဲ့ပတ်သက်ပြီးဒီနှစ်ပုဒ်ကိုပဲထင်ထင်ရှားရှားတွေ့မြင်ထားပါတယ်ခင်ဗျာဂါထာတစ်ပုဒ်ကိုတော့အရင်ဗီဒီယိုတစ်ခုမှ ကျွန်တော်တင်ထားပြီးဖြစ်ပါတယ်ဒီဂါထာကတော့နည်းနည်းလေးရှိမယ်ခင်ဗျာတည်တည်ချာချာလေးစူးစမ်းမှတ်ရင်ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများဒီဂါထာလေးကို အလွတ်ရအောင် အာကုန်နှုတ်သက်ဆောင်နာစေခြင်းပါတယ်ခင်ဗျာတချို့ကတော့ရွှေရငွေရလိုတရဂါထာလို့ခေါ်ကြတာလည်းရှိသေးတယ်ခင်ဗျာကျွန်တော်ကတော့ဒီဂါထာကို စီးချဝန္ဒနာဂါထာလို့ပဲခေါ်ချင်ပါတယ်အကြောင်းကတော့ဂါထာထဲမှာဖရာတရားတန်ခါယရနာသုံးပါးကို ရှ िख ိုးတာရဲ့မိမိတို့ရဲ့တကိုယ်လုံးကို တကိုယ်ကြီးတဲ့နတ်ပြမာတွေဘလူးနဂါရှင်သည့်ဂလုံးတွေနဲ့အဆောင်ချထားတဲ့အပြင်ကကုတ်တန်ဂောနာကုံ ကတ္တပဂောရမအရိမတယဒီပင်္ဂရာဆိုတဲ့မြတ်စွာဘုရား၆စုကိုကိုးကွယ်စည်းကပ်တဲ့အကြောင်းတွေပါဝင်နေလို့ပဲဖြစ်ပါတယ်။ဂါထာထဲမှာပါဝင်တဲ့အကြောင်းအရာတွေကတကယ်လေးနဲ့တော့အယံကိုအစွမ်းထက်မယ်ဆိုတာသိကြပါတယ်။မိษွေများအနေနဲ့ဂါထာကိုမိမိတို့လိုအပ်ချက်အတိုင်းအလင်းတင့်တယ်လို့ရွတ်ဖတ်နိုင်ဖို့အတွက်ရွတ်ဖတ်ရမယ့်အခောက်ရည်အစီအစဉ်တွေကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။အမှုခင်းနဲ့ကြုံတွေ့နေရတဲ့ဆိုရင်ကိုးခေါက်ရွတ်ပါ။ ပစ္စည်းပြောက်တယ်ဆိုရင်3ခေါက်ရွတ်ပါ နေထိုင်မကောင်းဖြစ်တဲ့အခါ9ခေါက်ရွတ်ပါ ချမ်းသာခြင်းရင်12ခေါက်ရွတ်ပါကုန်းလန်းရည်လန်းခီးလန်းသွားเสียရှိတဲ့အခါပဲဖြစ်ဖြစ်စစ်တိုက်သွားတဲ့အခါဖြစ်ဖြစ်9ခေါက်ရွတ်ပါရွတ်ဖတ်တဲ့အခါဖျားကိုအာယုံပြုပြီးရွတ်ဖတ်ဖို့တိုက်တွန်းပါတယ်ခင်ဗျာကာထာကတော့အုံသိတိဖျားထိတ်မာထားနားမှာပြန်မှာ လက်မတကြခါမဘလူဒူးမချင်သိခြေမနဂါကိုမကလုံးအဆောင်ထားပါ၏အုံကကုတ်တံဂောနကုံကတ္တပဂောရမအရိမတယဒီပင်္ဂရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ဓတ်တော်ဝင် မဟာဝင်အေယာဝင် မဟာဝိနယောဘောဓိရှိတံညာတော်18ပါးဖရာတရားတန်ဃာတော်နှင့် ရွှေအစင်အလားဥကောင်းတော်ကမျက်မို့တောင်မျက်လုံးတော်ကပလဲရောင်သွားတော်ကဝရစိန်လဲတော်ကတန်ချောင်းမဏိဘောဓိရွှေညောင်ပင်ကပွင့်တော်မူပါ၍လေးတင်ချေကဘာတသိန်း၈တင်ချေကဘာတသိန်း၁၆တင်ချေကဘာတသိန်းပါရမီဖြည့်တော်မူလာသောဗဗျာသားတော်သမီးတော်တို့ကိုဆင်းရဲဒုက္ခဝတ်ဆင်းရဲမှလွတ်ကင်းအောင် ချမ်းသာဒုက္ခဘဝသို့ရောက်အောင် ပို့ဆောင်နိုင်တော်အရှင်ဖုရားချမ်းသာအောင်စောင့်ရှောက်တော်မူပါအရှင်ဖုရားဂါထာကိုစာရွက်မှာတည်တည်ချာချာရေးပြီးမြင့်မြတ်တဲ့နေရာမှာထားပြီးနေ့တိုင်းရွတ်ဖတ်ပါအလို့ရထားရင်ပိုကောင်းပါတယ်အနည်းဆုံးမိနစ်တစ်ခေါက်ညတစ်ခေါက်ရွတ်ဖတ်ဖို့အကြံပြုတိုက်သွန်းပါတယ်ခင်ဗျာမိတ်ဆွေများယရနာသုံးပါးရဲ့ကျေးဇူးကြောင့်တာမင်ညတော်ဆရာတော်ဖျားကြီးရဲ့ကျေးဇူးကြောင့် ပစ္စည်းဥစ္စာရတနာတွေပေါ်ကျွေဝပြီးလိုအင်စင်တာများပြည့်ဝကြပါစေခင်ဗျာ